မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကထင်ရှားကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးပြည်ပထွက်ခွာခြင်းရဲ့စစ်ကောင်စီကိုကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီးမန္တလေးလေစစ်ကနေထိုင်းကိုသွားမယ်အော်တိုမတစ်ရွှေဆိုင်ပိုက်ရှင်ဦးအောင်စန်းဝင်းရဲ့ passport နဲ့အသိခံလိုက်ရပြီးတော့လေစစ်ကနေလှည့်ပြန်ခဲ့ရတယ်ဆိုပါတယ်ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကဖီမော်မြို့ကို KIA PD ရဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်ပြီးတဲ့နောက်တရုတ်မြန်မာ ဖြစ်မှာနေဆက်ဂိတ်ကိုတရုတ်ဘက်ကနေတစ်ဖက်သက်ပိတ်ပြစ်လိုက်ပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မြန်မာနိုင်ငံကထင်ရှားကြောကြားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးပြည်ပထွက်ခွာခြင်းရင်စစ်ကောင်စီကိုကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီးမန္တလေးလေးစက်ကနေထိုင်းကိုသွားမယ်အောင်တမာနီရွှေဆိုင်ပိုင်ရှင်ဦးအောင်စံဝင်းရဲ့ပတ်စပို့လဲနိုဝင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲအသိမ်းခံလိုက်ရပြီး လေစိတ်ကနေလက်ပြန်ခဲ့ရတယ်လို့စစ်ကောင်စီပြည်ထရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတင်ရှားကြောကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးအပြင်နာမည်ပေါက်နေတဲ့ချမ်းသာကျွယ်ဝသူကုန်သည်တွေဗန်လုပ်ငန်းရှင်တွေအစုံပြပကိုမြသည့်အကြောင်းနယ်ပဲဖြစ်ဖြစ်ထွက်ခွာခြင်းရင်စစ်ကောင်စီကိုချိုးတင်ခွင့်ပြုချက်တောင်းရတော့မှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီကိုအကြောင်းမကြားပဲတင်ရှားကြောကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ပြပထွက်ဖို့စူးစမ်းရင်တော့ သူတို့ရဲ့နိုင်ငံဦးလက်မှတ် passport တွေကိုအသိမ်းခံရမှာဖြစ်တဲ့အပြင်ပြပထွက်ခွင့်မှာပိတ်ပင်ခံရမှာဖြစ်တယ်လို့စစ်ကောင်စီပြည်ထရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်။ဒါနဲ့ပတ်သက်ပြီးနိုမလာ၃ရက်နေ့ဖြစ်တဲ့မနေ့ကပဲနမကြီးအော်တိုမတ်ရွှေဆိုင်ပိုင်ရှင်ဦးအောင်စံဝင်းဟာမနက်7:55မိနစ်မှာပဲမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းလေရင်အမှတ် E190 ခီးစဉ်အမှတ် AM337 နဲ့ထိုင်းနိုင်ငံတူနာဘူမိလေဆိပ်ကိုတွားဖို့လုပ်တဲ့အချိန် အကြံဖက်စကောင်းစီတက်ကလေစိတ်ကနေထွက်ခွင့်မပေးပဲဥအောင်စန်းဝင်းရဲ့နိုင်ငံကူလက်မှတ်ကိုပါတင်စီလိုက်ပြီးတော့လေစိတ်ကနေလှည့်ပြန်ခိုင်းခဲ့တယ်လို့လဲပြည်ထရေးသတင်းရှင်းမြစ်ကအော်တမာရီရွှေဆိုင်ပိုင်ရှင်ကိစ္စနဲ့ပတ်သက်ပြီးပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကဖီမော်မြို့ကို KIA PDF ပူးပေါင်းတပ်တွေသိမ်းပတ်ပြီးတဲ့နောက်တရုတ်မြန်မာဖြစ်မှာနယ်စပ် gate ကိုတရုတ်ဘက်ကနေတဖက်သက်ပိတ်ပစ်လိုက်ပြန်တယ်လို့တရုတ်မြန်မာနယ်စပ်သတင်းရှင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ် နိုဝင်ဘာလ2ရက်နေ့ကပဲ KNP တက်ပူပေါင်းတက်တွေကတရုတ်မြန်မာနယ်စပ်မှာရှိတဲ့ Fremont မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်နိုဝင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးတရုတ်မြန်မာဖြစ်မှာနယ်စပ် gate ကိုတရုတ်ဘက်ကနေတစ်ဖက်သက်ပိတ်ပစ်လိုက်တယ်ဆိုပါတယ်အဲ့ဒီလိုဖြစ်မှာနယ်စပ် gate ပိတ်လိုက်တာနဲ့ပတ်သက်ပြီးတရုတ်ဘက်ကထုတ်ပြန်တဲ့အခါမှာတော့သူတို့ဘက်ကစစ်ဆေးရေးစနစ်တွေနဲ့အဆောက်အုံတွေပြန်လည်ပြုပြင်မြင့်တင်မှုအချိန်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်ဆိုပြီးတော့ကိုတရုတ်ဘက်ကကြေညာထားတယ်လို့တရုတ်မြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောထားပါတယ် အဲ့ဒီလိုပဲတရုတ်မြန်မာနယ်စပ်ကပန်ဝါမြို့ကို KIP ရဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့နေ့ကလည်းတရုတ်နိုင်ငံဘက်ကနေချက်ချင်းဆိုသလို KIP နယ်မြေနဲ့ဆက်ဆက်နေတဲ့နယ်စပ် gate တွေအကုန်လုံးပိတ်ပင်မှုတွေလှုပ်ဆောင်ခဲ့ပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးတိုင်းတရုတ်မြို့နယ်နဲ့ပဲခူးတိုင်းနယ်တလင်းမြို့နယ်တွေမှာအုပ်ချုပ်ရေးမှူးမိုးနွယ်ကျန်းဖို့ပါတီဝင်ကျော်ဦးနဲ့ပြူစောတိချစ်ပို့ဆိုသူတို့တုံးဦးဟာတရက်ထဲမှာပဲပြစ်ခတ်ရှင်းနေခံရပြီ။တုံးဦးစလုံးသေကုန်ကြပြီလို့ဒေတာကန်တော်လန်ရေးသတင်းရှင်းမြစ်တွေစီကနေသိရပါဗျ။ နိုမလာနေရနေတည့်ရထဲမှာပဲမင်္ဂလိတန်တူမြို့နယ်ထဏောင်းကြေးရွာအုပ်ချုပ်ရေးမှုမိုးနယ်နဲ့ကျန်းဖို့ပါတီဝင်ကြော်ဦးဆိုသူတို့နှစ်ဦးပြစ်ခတ်ခံရပြီနှစ်ဦးလုံးပြေကုန်ကြပြီလို့ဒေတာကန်တည်င်းအရင်မြစ်တွေကပြောထားသလိုမကိုးတိုင်းနတလင်းမြို့နယ်ပြင်ပုံကြေးရွာနေပြူစော်တီချစ်ပိုးဆိုသူလည်းပြစ်ခတ်ရှင်းလင်းခံရပြီသေသွားပြီလို့နတလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Finish DF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောထားပါတယ်အဲ့ဒီလို့ တရားထက်ပြစ်ခတ်ရှင်းလင်းခံရတဲ့အုပ်ချုပ်ရေးမှုမိုးနွယ်ကျပ်ဖို့ပါတီဝင်ကြော်ဦးနဲ့ပြူစော့တီချစ်ပိုးဆိုသူတို့တုံးဦးဟာအကြံဖက်စစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့လူတွေဖြစ်တဲ့အပြင်စစ်မှုထမ်းအတွက်လူသစ်ဆူတာတွေတကောင်စင်းကောက်တာတွေအပြင်စစ်တပ်အာကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းနေသူတွေဖြစ်ပြီးအခုတော့တေကုန်ကြပြီလို့ဒေသခံတော်လှန်ရေးတရင်အရေးမြစ်တွေကပြောထားကြပါလိမ့်ခင်ဗျဒီတခါဘကိုးတိုင်းဘက်မှာတော့ ကျော်ဒဂမ်မြို့နယ်ကစင်ယုတ်ခင်ဂျေအောင်မှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၃ဦးကတော့ပွဲချင်းပြီးတွေကိုသေကုန်ကြပြန်တဲ့အပြင်သူတို့စီကလက်နက်ခဲယံအချို့ကိုပါတင်စီရရှိခဲ့တယ်လို့ PDF တောင်ပိုင်းတိုင်းစစ်တီတပ်ကနေသတင်းထုတ်ပြန်ထားပါတယ်။နိုမလာတရနေ့ကပဲကျော်ဒဂမ်မြို့နယ်စင်ယုတ်ခင်ဂျေအောင်မှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုဒေါ်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်စီးနှင်တိုက်ခိုက်ချင်မှုငဲ့တယ်ဆိုပါတယ်။ ဲ့ဒီလိုတက်ခိုက်မှုအတွင်းစေကောင်းစီတပ်သား3ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအတီးသီးသိမ်ကုန်ကြတဲ့အပြင်သူတို့စီကနေ G3 တနက်တလက်အပါဝင်လက်နက်ခဲရဲ့အချုပ်ကိုပါတော်လန်ရေးတတွေကတင်းစီရရှိခဲ့တယ်လို့ PDF တောင်ပိုင်းတိုင်းစစ်တီတပ်ကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါဒင်းသားဤတိုင်းပတ်မှာလေတဝယ်မြို့နယ်မောင်မဲရှောင်းဂျေယောကဟာလီကွေမှာအင်အားထပ်ဖြည့်လာတဲ့စစ်ကောင်စီတပ်ကိုဒေါ်လန်ရေးတပ်တွေကစနိုက်ပါနဲ့တွားရောက်ပစ်ခတ်မှုအတွင်း ဆယ်ကောင်စီတပ်သားတဦးကတော့စနိုက်ပါမိပြီးပွဲစမီကိုထတ်သေးသွားပြန်ပြီလို့ YPP တည်းပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်။လွန်မလာ3နှစ်ဖြစ်တဲ့မနေ့ကပဲတဝယ်မြို့နယ်မောင်မဲရှောင်းချေရွာဟာလီကွေ့မှာတော်လန်ရေးတပ်တွေစီးနှင်းတိုက်ခိုက်မှုကြောင့်အထိနာသွားတဲ့စစ်ကောင်စီတပ်ကအင်အားထပ်ဖြည့်လာတဲ့အချိန်တော်လန်ရေးတပ်တွေကစနိုက်ပါနဲ့ထပ်မံပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီချင်းအင်အားဖြစ်ဖို့ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေတဲကတအူးကတော့စနိုက်ပါမိပြီး ပွဲချင်းပြီးကိုတေသွားပြန်တဲ့အပြင်နောက်တူကဒဏ်ရာရသွားတာကိုမှန်ပြောင်းတဲ့ကနေအတိုင်းသားမြင်နေရတယ်လို့ YPPDF ပြန်ကြားရေးတာဝန်ခံကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့မြန်မာနိုင်ငံတော်မှာရာလျက်စစ်စက်ယုံတွေပြန်လဲပြုပြင်ဖို့ဆိုပြီးစစ်ကောင်စီကလုပ်နေပြီမဲ့မူလကံမဏီတွေကိုခေါ်မရဖြစ်နေပြီးပြင်ဆင်ဖို့အတွက်မလွယ်ကူသေးပဲဒါအရရှိမှုဟာပုံမိုရော့ကျလာနေပြီဖြစ်တဲ့အပြင် လျှက်စစ်မီပြတ်တောက်မှုတွေလည်းပုံမဆိုးရွားလာဖို့ရှိနေတယ်လို့လျှက်စစ်ဝန်ကြီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာမြန်မာနိုင်ငံကလော်ပီတာဘလူးချောင်းရေအားလျှက်စစ်စက်ရုံရဲရွာရေအားလျှက်စစ်စက်ရုံအပါဝင်ရေကြီးမှုကြောင့်ပျက်စီးသွားတဲ့လျှက်စစ်ဓာအားပေးစက်ရုံ၉ရုံလောက်ကိုအကြီးစားပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်နေတယ်ဆိုပါတယ်။အဲဒီလိုပြင်ဆင်မှုတွေလုပ်ဖို့စကောင်စီကအဲ့ဒီစက်ယုံတွေကိုတိစောက်ပေးခဲ့တဲ့မူလဂျပန်ကုမ္ပဏီတရုတ်ကုမ္ပဏီတွေကိုပြန်လဲဆက်သွယ်ခဲ့ပြီမြေ အဲ့ဒီကုမ္ပဏီတွေကလက်ရှိမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုကြောင့်တည်ငြိမ်မှုမရှိတဲ့အတွက်ဆိုပြီးခေါ်လို့မရပဲဖြစ်နေတယ်လို့လက်ရှိဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီအတွက်လက်ရှိမြန်မာနိုင်ငံမှာလက်ရှိမီရရှိမှုအခြေအနေဟာပုံမိုရော့ကျလာနေပြီဖြစ်တဲ့အတွက်အခုနိုဝင်ဘာလကစပြီးလာမယ့်နှွေရသည့်အချိန်တွေအထိလက်ရှိမီပြတ်တောက်မှုတွေဟာပုံမိုဆိုးဝါးလာဖို့ရှိနေတယ်လို့လည်းလက်ရှိဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ